နေပြည်တော်တည်ဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့ကုမ္ပဏီတွေအနေနဲ့နေပြည်တော်စီမံသားရရေးကော်မတီကိုဆက်သွယ်ဖို့ကြေညာထားပါတယ်။နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ရုံးဌာနအဆောက်အဦတွေအထူးအဆောက်အဦတွေဝန်ထမ်းအင်အားတွေအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတွေအပါအဝင်တခြားအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းတွေမှာတည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေအနေနဲ့နေပြည်တော်စီမံသားရရေးကော်မတီကိုဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတိပေးအကြောင်းကြားအပ်တယ်လို့အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ပါတယ်။ အစိုးရကုမ္ပဏီတွေအနေနဲ့နေပြည်တော်စီမံသားရရဲ့ကော်မတီ အင်ဂျင်နီယာဌာနအဆောက်အုံဌာနမှုနဲ့ဒုတိယဌာနမှုတွေကနေတဆင့်နေပြည်တော်စီမံသားရရေးကော်မတီကိုဆက်သွယ်ဖို့အကြောင်းကြားထားတယ်လို့သိရပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ပြည်တော်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အုံအလုံသမားဝင်ကြီးဌာနရုံးအဆောက်အုံဥပဒေရေးရာဝင်ကြီးဌာနမှရှိတဲ့မြေကနေရန်ပြုကြပြက်စီတာစီမံကိန်းနဲ့ဗန္ဓာယီဝင်ကြီးဌာနရုံးအဆောက်အုံပြည်တော်စုရာရုံးဝန်အဖွဲ့ရုံးအဆောက်အုံနိုင်ငံခြားရေးဝင်ကြီးဌာနရုံးအဆောက်အုံနဲ့ အလုံသမောင်းဝင်ကြီးဌာနလူမှုဖွလုံရေးအဖွဲ့ရုံးချုပ်အစအဦးတွေအပါအဝင်ဝန်ထမ်းအရာတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ ငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ရုံအဆောက်အဦတွေပြန်လည်တည်ဆောက်ရမှာရေရှည်ကိုမျှော်တွေးပြီးငလင်တန်ခန့်နိုင်အောင် ဆောင်ရွက်သွားဖို့လိုကြောင်းတချို့ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အဦတွေအနေနဲ့သတ်မှတ်ထားတဲ့စံချိန်စံညွန်းတွေနဲ့ဒီဇိုင်းတွေအတိုင်းဆောင်ရွက်ခြင်းမရှိခဲ့မှုတွေအပေါ်ပြန်လည်စီစစ်ဆောင်ရွက်သွားဖို့လိုကြောင်းဧပြီ18ရက်ကကျင်းပတဲ့ပြည်တော်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာနာဆာကောက်အခထာကပြောကြားထားပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ကလေးကြောင့်နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်ဆဲကိုမှာဧပြီ24ရက်ကနအိုးစင်းတွေအရလူနေအိမ်6354လုံးစာတင်ကျောင်း6852ကျောင်းဖုန်ကြီးကျောင်းနဲ့သီလရှင်ကျောင်း9484ကျောင်းဇေဒီပထိုး9342စုတခြားဘာသာရေးအဆောက်အဦ613လုံးစေယုံစေကန်986လုံးရထားလမ်း56ခု လမ်း280လမ်းအမြန်လမ်းပိုင်း198ခုစဲတမန်986ခုတရား182စင်ထရန်စဖော်မာ353လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်ဒီပျက်စီးဆုံးရှုံးမှုတွေကိုလည်းကာလတူကာလလက်ကာလရှည်ခွဲကြပြီးအစင်းလိုက်ပြည်စီရေးစီမံဆောင်ရွက်သွားဖို့လိုကြောင်း NASA ကဒုက္ခဒုတိယဝန်ကြီးချုပ်ကဧပြီ25ရက်ကပြောပါတယ်